ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့ရှိလာရှုံတက္ကသိုလ်ပြည်လဲဖွင့်လှစ်ခြင်းထိမ့်မှတ်ခန်းနာကိုနိုဝင်ဘာလ24ရက်နေ့ပိုင်းကအဆိုပါတက္ကသိုလ်မှပြုလုပ်ခဲ့ကြောင်းသိရပါသည်။ဖွင့်ပွဲခန်းနာသို့အရှိမြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှဘုံမှုချုပ်အေမင်းဦးနှင့်တာဝန်ရှိသူများပြည်내ဆိုရောက်ဖွဲ့ဝန်ကြီးများဌာနဆိုင်ရာတာဝန်ရှိသူများဆရာဆရာမများကျောင်းသားကျောင်းသူများနှင့်ဖိတ်ကြားထားသူများတက်ရောက်ကြကြောင်းသိရပါသည်။တိုင်းမှုနဲ့တာဝန်ရှိသူများကလာရှုံတက္ကသိုလ်မဟုတ်ကို ထေးချိုးဖြတ်ဖွင့်လှစ်ပေးပြီးလာရှိုတက္ကသိုလ်ဆိုင်ဘုတ်အားအမွှေးနဲ့သားကြီးများပတ်ဖြန်းပေးကြကြောင်းအိမ်နောက်တိုင်းမှုနဲ့တာဝန်ရှိသူများကကျောင်းတော်သူများရဲ့စာပေတင်ကြားနေမှုများကိုလှည့်လည်ကြည့်ရှုပြီးကျောင်းတော်သူများအားအာဘီစကားပြောကြားခဲ့ပြီးစာတင်ဆောင်များပြုပြင်နေမှုများကိုကြည့်ရှုခဲ့ကြောင်းသိရပါသည်ဆလပီတိုင်မှုနဲ့တာဝန်ရှိသူများဟာလာရှိုပညာရေးဒီဂရီကောလိပ်သို့သွားရောက်ပြီးကျောင်းသားသူများရဲ့စာပေသင်ကြားနေမှုများကိုကြည့်ရှုအားပေးပြီးစာသင်ဆောင်များအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရပါသည်။